မင်္ဂလာပါအခုဒီဥရောပဆုံးအာ UFA ရဲ့ဥရောပဆုံး Overlap ချစ်ပွဲအကြောင်းလေးပေါ့လိုက်ပြီးတော့ကြည့်ကြည့်တာပေါ့မနေ့ကကနေမနေ့ကကနေပွဲမှာသူတို့အကုန်လုံးစုစုပေါင်းဘယ်တော့ဘယ်ကံသွားလဲဘယ်တော့ဘယ်ကံသွားလဲအုပ်စု A ရဲ့အုပ်စု B ရဲ့အုပ်စု D ရဲ့အုပ်စု J ရဲ့ပေါ့သူတို့ကံသွားတာကကံသွားတာအုပ်စု၄စုကံသွားတယ်ဒီဒီဒီနှစ်ပွဲလဲတခါလဲကိုထပ်ပြီးတော့ကံမှုရှိတာပေါ့ပိုတူဂီတို့ပိုတူဂီတို့ဟန်ဂေရီတို့သူတို့အုပ်စုတွေကံမှုရှိတယ် အာအဲ့ဒီဟာတော့ထားပါတော့အခုဒီကံဝါပြီးတဲ့ပွဲတွေရဲ့အခြေအနေကိုတစ်ချက်တော့ကြည့်ကြည့်တာပေါ့အုတ်စု A မှာကြတော့အုတ်စု A မှာကသူ့ရဲ့ဟိုအကုန်လုံးပါတာသူက၄သင်းပဲပါတာပေါ့ဂျာမနီရဲ့စလိုဗက်ကီးယားရဲ့နော့အိုင်လန်ရဲ့လူဇင်ဘတ်ကပါတာဒီပွဲပွဲစဉ်၄ပွဲမကန်တဲ့အချိန်မှာကိုအဲ့ဒီမြောက်အိုင်လန်ရောမြောက်အိုင်လန်ရောစလိုဗက်ကီးယားစလိုဗက်ကီးယားရောဂျာမနီရောကသူတို့က၆မှတ်စီရတာလေ၆မှတ်စီရတာအခု အခုကတွေ့တာကဂျာမနီနဲ့မြောက်အိုင်လန်တွေ့တယ်ပြီးတော့စလိုဗက်ကီးယားနဲ့ဂျူဗင်နဲ့တွေ့တယ်စလိုဗက်ကီးယားနဲ့ဂျူဗင်နဲ့တွေ့တော့စလိုဗက်ကီးယားကအာလူဇင်ဘတ်ကို2-9တုံညာနဲ့2-9တုံညာနဲ့ကောက်နိုင်တယ်လူဇင်ဘတ်ကတော့အခု၄ဘွဲ့ကံပြီးတဲ့အချိန်မှာသူကတဘွဲမှမနိုင်ဘူးအခုမြောက်အိုင်လန်နဲ့မြောက်အိုင်လန်နဲ့ဂျာမနီကတော့မြောက်အိုင်လန်ဂျာမနီကတော့သူကဂျာမနီကတဘွဲတုံညာနဲ့ကောက်နိုင်တယ်အဲမြောက်အိုင်လန်ကွယ်မှာမြောက်အိုင်လန်ကွယ်မှာ ဒီကိုသွင်းလိုက်ကြတော့ကိုသွင်းနေကြတော့သူတို့ဟိုကသွင်းနေအဲ့ဒီဗုဒ္ဓမေတီသွင်းနေဗုဒ္ဓမေတီကတော့သူ့လည်းဂျာမန်လူငယ်လူငယ်ဂျိုင်းရက်လားအဲ့ဒီပုံစံမျိုးပေါက်ပြီးတော့ခေါ်တယ်သူကလူပေါင်းအရန်ကို6ပြည်နဲ့6လမှာကရန်ကိုကြီးလုံးအောင်ကြီးတယ်သူပေါင်းသူကအခုလူကဆံမကန်တာပေါ့နော်ဂျာမနီမှာအခုမှသူမှသူကအခုမှအသက်က22နှစ်22နှစ်ပဲရှိသေးတယ် အာအခုမှစပြီးတော့ဂျာမနီအတွက်ကိုဖွင့်ပွဲခိုးရလာပေါ့သူကပိုဒါမက်ဒီပိုဒါမက်ဒီကသူတို့ခိုးရသွားတဲ့အတွက်ကြောင့်မို့ဂျာမနီနဲ့ဂျာမနီနဲ့ဆလိုဗက်ကီးယားနဲ့ကသူတို့ကကိုးမှတ်ကိုးမှတ်စီနဲ့အာအဆင့်တစ်နှစ်နေရမရှိတာပေါ့ဒီမြောက်အိုင်လန်ကတော့ကောက်ရှုံးကတော့6မှတ်ဒီဒူဇင်ဘတ်တော့တတ်မှတ်မလို့ရတယ်ဂျာမနီရတယ်ပြီးတော့ ဒီပွဲပြီးတော့ကန်နာကအဲ့ဒီအုတ်ဆူဘီအုတ်ဆူဘီမှာကဆွစ်ဇာလန်ရဲ့ကိုဆူဘိုရဲ့ကိုဆူဘိုရဲ့ဆလိုဗကီးယားရဲ့ဆလိုဗကီးယားဆွီဒင်ဆွီဒင်ရှိတာတော်တော်ကိုအံ့ဩဖို့ကောင်းတယ်လို့ပြောရမယ်ဆွီဒင်အသင်းရဲ့အခြေအနေကတော်တော်ဆိုးဝါးနေတာဆွီဒင်တင်းကဆွီဒင်တင်းကတကယ်ဟိုကစားသမားကောင်းတွေပါရတာနဲ့ပေါ့ဆွီဒင်ရဲ့နောက်ဆုံး၄ပွဲပေါ့ နောက်ဆုံးလေးပွဲဆိုတာကအခုဒီဒီ God Plan ခြေစပွဲတော့ကန်တဲ့ပွဲတွေအကုန်လုံးပေါ့သူစသချင်း Slovenia Slovenia နဲ့တွေ့တယ် Slovenia နဲ့တွေ့တဲ့နေရာမှာသူနှစ်ကိုနှစ်ကိုတည်ကြတယ်နှစ်ကိုနှစ်ကိုတည်ကြတယ်ပြီးတော့ကိုဆိုဘုံနဲ့တွေ့တယ်ကိုဆိုဘုံနဲ့တွေ့တော့ကိုဆိုဘုံပွင်းမာကိုနှစ်ကိုတုံညာနဲ့ဆွေဒင်းရှုံးတယ်ဆွေဒင်းရှုံးတယ်ပြီးတော့ဆွစ်ဇာလန်နဲ့တွေ့တယ်ဆွစ်ဇာလန်နဲ့လည်းနှစ်ကိုတုံညာနဲ့ပဲကော့ပြီးရှုံးတယ်ဆွေဆွေဒင်းပွင်းမာအောင်နောက်အခု ထပ်ပြီးတော့မှစွီဒင်ကွင်းမှာကိုဆိုဘိုနဲ့ထပ်ကန်ရတော့ဒီသူ့အိမ်ကွင်းမှာလည်းထပ်ပြီးတော့ကိုဆိုဘိုထပ်ပြီးတော့ရှုံးမြန်ဟောရှုံးမြန်ဆိုတော့ဒီနှစ်တော့စွီဒင်ကတော့ဟောမဖြစ်တော့စိတ်မမီတော့စိတ်မီတော့သူခြေစပွဲမအောင်တော့ပြောမှာပေါ့သူတခါတည်းကသူမှအခုမှသူတတ်မှတ်ပြရတယ်ခြေစပွဲမအောင်တဲ့အသင်းကတော်တော်လေးကိုသူတို့လူစင်းနေတာပုံစံမျိုးနဲ့ဆိုရင်တော်တော်ကျွေးဖို့ကောင်းတယ်လို့ပြောမှာအဲ့ဒီက အခုသူနီးပြတ်လုံနေတာနီးပြတ်လုံနေတာတိုမာဆင်လုံနေအဲ့အဲ့တိုမာဆင်ကတိုမာဆင်ကအရင်တုန်းကအရင်တုန်းကသူအစ်စီမီလန်မှာအစ်စီမီလန်မှာကံခဲ့တာသူကတကယ်ကစားသမားတွေမှာဆိုရင်အာကြည်ကြည်ခဲ့တဲ့ကစားသမားပဲပေါ့သူအရင်ကြီးတာနာမည်တမရှိရသူလဲအမြင်လို့ကိုသွင်းတဲ့ကစားသမားပေါ့အဲ့တိုမာဆင်ကတိုမာဆင်ကအခုနီးပြတ်လုံနေနီးပြတ်လုံနေဒီပုံစံဆိုအချင်းနေမကောင်းပါဘူးသူလဲထုတ်ပြန်ကြည့်လို့တော်တော်လေးမြင်ရပါတယ်ဖြစ်တယ်မှာက စစ်တင်မှာကဘယ်သူတွေပါလဲဆိုတော့သူတို့နမကြီးကစားသမားဆိုရင်အဲ့ဒီ Lindelot Lindelot တယောက်ပါမယ်ပြီးရင်ပြီးရင် Isa Isa Haynes ဆိုတာသူက Atlanta က Atlanta ကစားသမားပါတယ်ပြီးတော့ Bologna က Hell Home ကနုံးပါတယ်သူတို့လေထမ်းမှာလည်းအလေထမ်းမှာလည်းနမကြီးနမကြီးကစားသမားတွေကဘယ်သူရှိမလဲဘယ်ရှိမလဲ Yasin Yasin အရာ အရာဒီအရာဒီကအာဘရိုက်တန်ကဘရိုက်တန်တင်ကသူကဒီသူရှိတယ်မယ်ပေါ့အဓိကကောင်းကောင်းလေးညွှန်ပြစရာသူရှိတယ်မရှိတာလဲသူရှိတယ်ကအာဘီတာယိုဂရက်ပါမယ်ဘီတာယိုဂရက်ပါမယ်ပြီးရင်ပြီးရင်အန်တိုနီလန်ကပါမယ်ပြီးရင်အလက်ဇန္ဒားအီဆက်ပါမယ်အလက်ဇန္ဒားအီဆက်ပါမယ်သူနှစ်ယောက်ကိုထည့်ထားတော့မှာသူနှစ်ယောက်ကတန်း200ကျော်တယ်လေဒီသူနှစ်ယောက်တန်းပေါ်အီဆက်နဲ့ယိုဂရက်နဲ့တန်းပေါ်ကသူတို့ ဘာလို့ပြန်နေလဲဘာမှမလုပ်ပြန်နေအခုလေးဘွဲသူ့လေးဘွဲကန်တာကိုတပွဲပဲတည်ကြတယ်သုံးဘွဲလုံးရှုံးဆိုတော့ဒီဗီတာယောက်ရက်ကလည်းပြီးခဲ့တဲ့နှစ်ကအစွမ်းကုန်သူ့လုတ်ပြပြီးတော့မှဂိုးတွေကိုတွင်းတာတွင်းဘူးအချိုးနဲ့ဒီပွဲရစ်တော့ကတိတ်ပြီးတော့မကွာတဲ့နေခါဒီနှစ်တော့သူလည်းတော်တော်လေးကိုဒီဆွေတင်တဲ့ကြတော့ရှိနေမကောင်းဖြစ်နေတော့ဆွေတင်တဲ့ကဆွေတင်တဲ့လက်တော်သူဟွာရထားတယ်သူတမတ်ရလာတယ် အဲ့ဒီမှာဆွစ်ဇာလန်နဲ့ဆွစ်ဇာလန်နဲ့စလိုဗီးနီးယားကန်တော့ဆွစ်စလိုဗီးနီးယားကန်တော့သူတို့တွေကဟိုကကြာပါတယ်တည်ကြပါတယ်ဆွစ်ဇာလန်စလိုဗီးနီးယားကတည်ကြပါတယ်တုံညာတုံညာနဲ့ပဲတည်ကြပါတယ်သူတည်ကြပါတယ်သူကသူတို့ကအုပ်စုမှာအအဆင့်1နဲ့2နေရာပဲသူတို့ရှိနေတာပေါ့ဆွစ်ဇာလန်ကဆွစ်ဇာလန်တော့အခုလက်တော့သူတို့ဒီဆင့်မှတ်နဲ့ဆင့်မှတ်နဲ့အဆင့်1နေရာမှာရှိတယ်ပြီးတော့ အမကိုစုဘူကကိုစုဘူကခဏမှတ်ခဏမှတ်သူရတာလေခဏမှတ်နဲ့ရတာလေကိုစုဘူသင်းကအရင်ကိုဟိုကမ္ဘာအဆင့်သမတ်ချက်ပုံစံမျိုးမှာလေသူက60နှစ်ပြည့်ဆိုတော့ရင်းကိုမြင့်လာမို့ကိုစုဘူနှစ်ပွဲလုံးနိုင်သွားတယ်သူတင်ရတော့မကမ္ဘာအဆင့်သမတ်ချက်နေတာအနေထားဆိုရင်သူက32မှာရှိတယ်အဲ့ဒါကိုသူကောက်ပြီးတော့နိုင်တာကိုစုကတော်တော်လေးချီးကျူးပေါင်းအဲ့ဒါကသူတို့ မနေ့ကံသွားတဲ့ထဲမှာအုပ်စုဘီရဲ့အခြေအနေတွေပေါ့သူတို့စီမှာကြာတော့ဒီဥရောပအပွဲတွေကအကုန်လုံးအပြည့်ပြည့်စုံနေထားပုံစံမျိုးတွေထွက်လာပြီလားဆိုတော့တသိန်းမှတော့မထွက်တော့မထွက်သေးပွဲစဉ်ကလည်းဟိုအစောပိုင်းမရှိသေးတဲ့ပုံစံမျိုးတွေပါတာပေါ့ပြီးရင်နောက်နောက်တစ်ခေါက်နောက်တစ်ခေါက်ဒီဘောဖလက်ချစ်စ်ပွဲကြာရင်တော့ဒါကတော့ကတော့ချစ်စ်ချစ်စ်ပွဲအောင်တဲ့အသင်းတွေကတော့အကုန်လုံးထွက်လာတော့ ဲ့ဒီမှာသူတို့အုပ်စုကြီးကသူတို့ကန်တာကဘယ်လ်ဂျီယံအုပ်စုကောက်ပြီးကန်သွားတယ်ဘယ်လ်ဂျီယံအုပ်စုမှာပါတာကဘယ်လ်ဂျီယံရဲ့ဘယ်လ်ဂျီယံရဲ့အာ not macedonia ရဲ့ပြီးဝေးရဲ့ kazakhstan ရဲ့ lechstein ရဲ့ lechstein ရဲ့ကန်တယ်အဲ့ဒီမှာသူတို့သူတို့အုပ်စုမှာကန်ပါတဲ့အဖွဲ့တွေပေါ့အမဘွေးနဲ့ဘယ်လ်ဂျီယံနဲ့ကဘွေးနဲ့ဘယ်လ်ဂျီယံနဲ့ကသူကဟိုဟာဒီဘယ်လ်ဂျီယံက၄၉၂၉နဲ့ကောက်နိုင်သွားတယ်၄၉၂၉နဲ့ကောက်နိုင် ဘွေးက grab ဘေးမရှိတော့တဲ့နောက်ပိုင်းကျတော့ဘွေးလည်းတဖြည်းဖြည်းနဲ့ကိုပြန်ပြီးတော့တောင်မှကြာရေးပြနေလို့တော့ပြောရမယ်ဘွေးကအခုပဲကျင်ကအမနီကသူရေကုန်းငကုန်းနဲ့နိုင်ွားတဲ့နေရာမှာအဲ့ဒီ brain ပဲဒီ brain နာပဲအဲ့ဒီ brain နာကအခုချိန်ဒီကိုခြေစွမ်းကောင်းကောင်းလေးပြနေတော့မှာအသက်က34နှစ်တာရှိနေတာမင်းအပေါ်မှာသူ29သူရတယ်ပနေဒီနဲ့ပနေနဲ့29ရတယ် ပြီးရင် memory ဆိုတာသူကသူကတကူပြီးရင် trust trust တကူ trust ကောင်းတယ် trust အရင်ကမမြန်တာမမြန်တယ်ရှင်တို့ခြေသိမ်းပုံစံမျိုးတွေကဘူးသွင်းခြေပုံစံမျိုးတွေကအဲ့ဒီဟာကတော့တော်တော်လေးစိတ်ချရတယ်လှဲ့လှဲ့တဲ့နေရာမှာတွေကဘူးသွင်းနေရာတွေမှာအဲ့ဒါကောင်းကောင်းစိတ်ချသူရင်တာအပြေးမမြန်တာတခုပဲရှိတယ်ဒီဘယ်ကြံကအဲ့မှာဝီလာကိုကောက်ပြီးတော့နိုင်တယ် ဘီလျံဝေလောက်ကောက်ပြီးတော့နိုင်တဲ့အချိန်မှာယူကရိန်းနဲ့ယူကရိန်းနဲ့အဇာဘိုင်ဂျန်ကဒါကဟိုဟာအုပ်စုအမ်မြောက်နော့မက်ဆီဒိုနီးယားရဲ့မက်ဆီဒိုနီးယားကဇက်စတန်ကသူကသိရကြသွားတယ်အဲ့သိရကြသွားတော့သိကြသွားတော့အဲ့ဒါဘယ်ဂျန်ကသူကပေါ်တက်လာအောင်ဘယ်ဂျန်ပေါ်တက်လာပြီးတော့မှအခုလက်တော့ ဘယ်လ်ဂျီယံကသူကဆက်လီမရတာအာနော့မက်ဆီဒိုနီးယားသူနာတော့နာသွားတာပေါ့သူကဇက်စတန်နဲ့ကဇက်စတန်နဲ့ပွဲမှာသူတည်ရပဲကစားနိုင်တဲ့အတွက်ကြောင့်ပေါ့တကယ်လို့မြာတကယ်လို့မြာသူနိုင်တယ်ဆိုရင်သူက15မဖြစ်နေမှာအခုကသူကမနိုင်တဲ့အတွက်ကြောင့်ပေါ့ဘယ်ဂျီယံကြောက်တဲ့ချင်းကောက်ပြီးတော့ခံလိုက်ရတယ်ဘယ်ဂျီယံတော့ဘယ်ဂျီယံတော့ပြန်ပြီးတော့မှသူခြေစွမ်းပြန်ပြလာပြီးပြောမှာပေါ့သူကအခုအာ6ပွဲပဲကန်တဲ့ချိန်မှာကိုဒီ အဆင့်တနေရာတော့သူကောက်ပြီးတော့ရောက်လာပြီပြီးရင်မက်ဆီဒိုနီးယားကမက်ဆီဒိုနီးယားကတော့အခုဆက်သုံးမှပဲသူကကြရတယ်ဆိုတော့သူမဲ့အရင်တော့ကွာတော့မဟုတ်ပါဘူးတမတ်ပဲကွာတယ်ပြီးရင်ပြင်သစ်အုပ်စုပြင်သစ်အုပ်စုကပြင်သစ်အုပ်စုကပြင်သစ်ကအာပြင်သစ်ကအယူကရိန်းရဲ့အိုက်စ်လန်ရဲ့အဇာဘိုင်ဂျန်ရဲ့သူတို့ရှိတဲ့အုပ်စုကအဲ့ဒီမှာပြင်သစ်နဲ့အိုက်စ်လန်နဲ့ပြင်သစ်နဲ့အိုက်စ်လန်နဲ့ကန်တယ်ပြင်သစ်နဲ့အိုက်စ်လန်နဲ့ကန်တော့ အဲသူညှိုးစရာဘယ်လိုရှိမလဲ MPP က MPP ကသူနာသွားတယ်နာသွားတော့ကြောင့်မို့သူကဒီ remit ကိုကောက်ပြီးတော့ပြန်ရောဥပမာဆိုတော့ဒီ MPP ကတော့အပြင်းတင်ကောင်းဆောင်ဆိုတော့သူကပေါက်ပါမှာပေါ့အဲ့ဒီပွဲမှာကပါတာကရှေ့တန်းကြတော့အဲ့ဒီ marketer ရယ်ပြီးတော့အကူကူရယ်ကောက်ပြီးတော့ထည့်တယ်သူတို့သူတို့ဒီ marketer ကြတော့သူ့ညွှန်ကြတာကသူကလက်တော့အသက်က22 ဒါ28 28နှစ်ရှိနေရှိနေ28အေး28နှစ်လားအဲ့ကောင်သူ့ရဲ့အဟာကိုတစ်ချိန်ကြည့်ကြည့်မင်း तू ကသူကအခုမှပဲဒီဟိုအထဲမှာပါလာစပြီးတော့မှလူကတ်မတ်ကက်တာဟုတ်တယ်လူကတ်မတ်ကက်တာအသက်က28နှစ်ရှိနေရှိပြီအဲ့28နှစ်ရှိနေရှိပြီပွဲကစပြီးတော့မှသူဝန်ကန်တဲ့ပွဲ ပွဲရစ်တော့မှဘယ်တော့မှမရှိဘူးသူကဒီ principle ထွန်းတောက်ပြီးတော့မှကျန်တဲ့အတင်သားလေးဆိုရင်ဟိုးငငယ်လေးကတည်းကတော်တော်လေးကိုတိနေကြပြီအသက်20မတိုင်ငယ်တည်းအောင်အမသူအဲဒီ film မှာတက်တာကတော့ကောက်ပြီးတော့မှသူဒီနှစ်ပွဲမှာကိုးဆပြီးတော့သူတွင်တယ်ရုပ်မှာကိုးဆတွင်တယ်ပြီးတော့အန်ကူအန်ကူကတော့မြင်တဲ့လိုကောင်းနေရပဲအန်ကူကတော့အခု AC Milan ကိုရောက်သွားတယ် AC Milan ကိုရောက်သွားတယ် အငွက်တကူထည့်တယ်သူတို့တည်ရည်ပဲကြားတဲ့အတွက်ကြောင့်မဟုတ်ဘူးအမှတ်ကအခုမှစိုက်ရတာကပြင်တစ်ကအာဆက်မှဆိုတော့အရင်တော့ဟိုဒုတိယနေရာကယူကရိန်းတင်းနေတော့အရင်တော့အမှတ်တော့မပြတ်သေးဘူးမပြတ်တော့နှစ်ပွဲကြံသေးတာနှစ်ပွဲကြံသေးတာကိုကြည့်လို့ကြည့်ရမှာပေါ့သူတို့နောက်ဆုံးနှစ်ပွဲကြံသေးတယ်ယူကရိန်းကအဇာဘိုင်ဂျန်နဲ့ကယူကရိန်းကနှစ်ကိုယ်တိုင်နဲ့တော့ဘူးလို့နိုင်သွားတယ်အခုလက်တော့ယူကရိန်းကသူဂျာကွင်းမှာပဲသူကောက်ပြီးကန်ရတာပေါ့ ရကွင်အဲ့ဒီပို့လမ်းမှာပဲသူ့အိမ်ကွင်းနေနဲ့ကောက်ပြီးတော့ကန်ရတာအဲ့ဒါသူ့နိုင်ငံလက်လော့စ်ဖြစ်နေတဲ့အနေထားပုံစံမျိုးကြတော့အဲ့မသူ့ရောပြီးတော့ Israel ကော Israel ကောအဲ့ဒီအခုပြင်သစ်ကတော့ဆင့်မဲ့အနေထားမှာရှိတယ်ယူကရိန်းကယူကရိန်းကအခုခုနမှတ်နေတဲ့ဒုတိယနေရာမှာဒါဒီနေ့ကနေပွဲတွေပေါ့ဒီနေ့ကနေပွဲတွေဒီကြားထဲမှာဘာကံဝါးသေးလဲဆိုတော့ တူတူကြကြပါရှိမယ်ဆိုတော့အာဂျပန်နဲ့ဂျပန်နဲ့ဘရာဇီးပဲပြောရမှာပဲဂျပန်နဲ့ဘရာဇီးပြောမှာပေါ့อืมဘရာဇီးကဒီဘက်မတိုင်ခင်အနေထားမှာကိုရီးယားကိုသူငါကိုတုံညာနဲ့တော့ဘူးတော့နိုင်လာတဲ့ချိန်မှာသူ့ပေါ်ကအထင်ကြီးမှုတွေဟိုးတော်တော်လေးမြင့်အောင်တော်တော်မြင့်အောင်ဒီနေ့ပွဲမှာကန်တဲ့နေရာမှာလဲသူအခြေအနေကောင်းမွယ်ဆိုပြီးတော့ပဲတော်တော်များများထင်ရကြလားတကယ်လဲကြောက်အောင် ူသွင်းတယ်သူဘရာဇီးကအရင်အစောပိုင်းကလေးတော့သူနှစ်ကိုးပေါက်ပြီးတော့သွင်းလာတာနှုတ်ပေါက်ပြီးတော့သွင်းလာဒီပထမပိုင်းမှာပဲပေါ့ပထမပိုင်းမှာအဲ့ဒီသူတို့အင်ရစ်ကမာတင်နီလီကသူကောက်သွင်းလာတာဒီဒုတိယပိုင်းလည်းကြောင်းရောအဲ့ဒီဂျပန်ကထူးထူးခြားခြားပဲကိုောက်ပြီးတော့ပြန်လာတာဟွာဘလို့မအောင်ဘရာဇီးတော့မှဘလို့မမခံနိုင်တော့ပြီးတော့အမီနာမီနိုရဲ့နာကာမူရာရဲ့နာကာမူရာရဲ့ဥဒါရဲ့ ်ဦးတန်းတို့တွေကောက်ပြီးတော့သွင်းအောင်ဘလုံးပိုင်ဆိုင်မှုလေထားပုံစံမျိုးကလည်းအရန်ကိုကွာတယ်ကွာတာကဒီဘရာဇီးကိုတသိန်းလုံးဖိနေလို့ပြောရမှာဒီဘရာဇီးက80ခန်းကနူမီပါနဲ့သူကဖိနေတာပဲအဲ့တသိန်းလုံးအနေထားမှာအာဂျပန်ကောင်းကောင်းလေးပြန်ပြီးတော့ကောက်ပြီးတော့လုတ်သွားတော့ဂျပန်ဒီအဲ့လိုမျိုးလုတ်သွားတဲ့အတွက်ကြောင့်ပေါ့ဒီကောက်ခလာပွဲအတွက်ကိုဂျပန်အကောင်သူတို့နှစ်တင်းတော့ခြေစွပ်အောင်မိတာအတင်းနေဂျပန်ရဲ့ခြေစွမ်းကတော့ကောင်းကောင်းလေးကြည့်ရတော့မှာပေါ့ ဒီမှာသူကလည်းဒီလုံးဝမလျှော့ဘူးဘလောက်ပဲအအရင်တော့ပေါ့ဘလောက်ပဲရှုံးနေရှုံးနေသူကလည်းအတကုံပြန်ခံနေတဲ့အတကုံပြန်ခံနေတဲ့အခုကတဖြည်းဖြည်းနဲ့သူ့ခြေစွမ်းကောင်းကောင်းလေးတက်လာတယ်လို့ပြောရမယ်အရင်တော့ကအဘရာဇီးကအရင်တော့ဘရာဇီးအဲဂျပန်တို့ဂျပန်တို့တရုတ်တို့ဆိုရင်သူကခလေးလိုမျိုးကစားတာသူအနည်းဆုံးသူတို့ဟတ်တူဟတ်နေရာမှာဆိုရင်ငါတော်တော်လေးကိုသိတာဂျပန်နဲ့ ိုဟက်တူရဲ့နေရာမှာဆိုရင်ဘယ်လောက်ထိတောင်မှဘယ်လောက်ထိတောင်တည်တာလဲဆိုတော့ဒီသူတို့ချစ်ချီဝက်ကန်လာတာ၄ခု၃ညာက2ပွဲ၄ခု၃ညာ2ပွဲပြီးရင်၄ခုတခုက2ပွဲ၃ခု၃ညာနဲ့၃ခုတခုက2ပွဲအဲ့လောက်ထိကိုကိုးပြတ်ထားတာဒီနေ့မှပဲစပြီးတော့မှဂျပန်ကောက်ပြီးနိုင်သွားထူးထူးခြားပေါ့အကုန်လုံးဘရာဇီးနဲ့တွေ့တိုင်းတွေ့တိုင်းလို့ဂျပန်အရှုံးပဲရှိတယ်အရှုံးပဲဒီ ီနေ့ပွဲပြီးတဲ့ချိန်မှာတော့ဂျပန်ကောက်ပြီးတော့နိုင်လာတော့လုံးဝသူ့သူ့ရဲ့တမိုင်းတစ်ကောက်ပြီးတော့ထိုးတယ်ပဲပြောမှာပေါ့ဂျပန်တော့တော်တော်လေးစိတ်ဝင်စားဖို့ပုံနေတယ်ပြန်စလို့ဒီလည်းနည်းနည်းတော့ဖိအားများနေမလားအရင်တော့များတော့မများပါဘူးသူကရှင်းစံပွဲဆိုတဲ့အနေထားမျိုးကအကုန်လုံးသူ့ပြင်အခြေအနေကိုလိုက်ပြီးစမ်းတက်နေတာပဲဆိုတော့လေအဲဆိုတော့ဟုတ်ကဲ့ဒါကတော့ဒီဒီမနေ့ကကန်တဲ့ပွဲစဉ်တွေအခြေအနေကိုပေါ့ဟဲ့လိုက်ပြီးကြည့်ကြတာပေါ့အဲ့ဒါကိုလေဟုတ်ကဲ့ကြည့်တင်ပါမယ်